မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာငယ်မိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရဲ့အရာအစဉ်ပြေကြပါစေလို့ဆရာကမေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်ခင်ဗျာဆရာကဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဟောစတန်ကြီးကိုဟောကြားပေးမှာဖြစ်ပါတယ်ဟောစတန်မဟုတ်ခင်မှာဆရာရဲ့မိတ်ဆွေတို့ဆရာကအဲဟောစတန်ကြီးဆိုတာဒီ17လပိုင်းအတွက်ကိုဆရာတို့အဲ အိမ်ဆောက်ရက်တရားစလို့ဟုတ်လားယူရင်တူအခါပေးရက်တရားအစိုးလာပြီလာခွင့်ငကားကောင်းအရက်ဟုတ်လားတီနေရာနဲ့ဆရာရဲ့မိတ်ဆွေတွေကိုဒီ၁၇လပိုင်းကအလုံးအပိုင်းကြီးစီးပွားရေးတွေချွေစည်းတွေအဆရှိအရာတွေအားလုံးကိုဆရာကရှုံပြီးတော့ရှုပ်ခေါ်ထားတယ်၁၇လပိုင်းအတွက်အရှုပ်ဖြစ်ပါကြောင်းနဲ့ဆရာရဲ့မိတ်ဆွေတွေတနင်္ဂနွေကစပြီးတော့ဘယ်နေသားမဆိုအားလုံးနဲ့တတ်ဆိုင်ကြောင်းနဲ့ တချို့မိတ်ဆွေတွေကြတော့ဒီ hostel ကြီးမှာအိမ်ဆောက်တဲ့အခါဘယ်နေရာမှာဘယ်လိုဆောက်ရမလဲရည်ရွှင်းတူတဲ့အခါဆိုတာလေးကိုဆရာကတလတ်တာမင်္ဂလာအခါတွေကိုအားလုံးကိုဆရာရွေးချယ်ပေးထားတာဖြစ်တဲ့အတွက်ဆရာကိုလာတိုင်းလာလာမိကြတယ်ဆရာ hostel ကြီးဆိုတာဘာလဲဆိုရင်တော့နေသားတိုင်းအတွက်ဖြစ်ပါကြောင်းပြောရင်းနဲ့ဆရာမိတ်ဆွေတွေဒီနေ့တော့25ခုနဲ့17လပိုင်းအတွက် hostel ကြီးကိုဆရာအခုပဲစတင်လိုက်ပါမယ်ခင်ဗျာနမောတတဗဂဝါသောအရဟသောသမန္တံဗုဒ္ဓတ္တ တရဏာနှင့်2569ခုနှင့်မြန်မာတပ်ပရိ1389ခုနှင့်ဒဇောင်မုံလာနရော်လာအတွက်ခေါ်စရန်ခုနှင့်2025ခုနှင့်နိုဝင်ဘာလအတွက်ဆက်တလပိုင်းအတွက်တလစာခေါ်စရန်ကြီးနေရှောင်းရန်ဆောင်းရန်အတွက်လိုအပ်သောအရာများကို ပြောပြပေးမှာဖြစ်ပါတယ်ဒီလအတွင်းမှာ၄ရက်ဆက်တလ2025၄ရက်ဆက်တလ2025အင်္ဂါနေ့ဟာဒဇောင်မုံလာပြီးနေလဲဖြစ်ပြီးတော့ 19ရက်17လ2025ဗုဒ္ဓဘုရားနေ့ဟာတဇောင်မုံလကွယ်ရက်လည်းဖြစ်ပါတယ်။အဲကြားဖြတ်ပြီးပြောလိုပါတယ်။အဲဆရာတို့တဇောင်မုံလပြည့်နေ့ဆိုဆရာကနှစ်စဉ်ရှစ်ကြိမ်မြောက်ဆရာတောင်ကြီးဟောကမ်းမှာတောင်ကြီးကနေဟောကမ်းမှာမိတ်ဆွေတို့ဟိုဆရာတို့ကရွှေကျော်အိစာတရားမိတိစီဂိုင်းတော်ဝင်လည်းဖြစ်တော့ဆရာအဖေကလည်းပြောကကူလာဆိုတော့အဲဆရာအဖေကတော့ဘီဒီမဟုတ်ဘူးကြားဖြတ်ပြောကကူလာနှစ်ပေါင်း20ကျော်ကြာပြီ။အဲ့တော့ဆရာတို့နှစ်တိုင်းဒီနှစ်နဲ့ဆိုရင်ဆရာပူဇော်ပွဲကြီးကြီးကျယ်ကျယ်လုပ်တာ ချစ်ကြယ်မြောက်ရှိပါပြီခင်ဗျာဒါကြောင့်မိတ်ဆွေတို့ဟလာတောင်ကြီးရဆရာမိတ်ဆွေတွေကြုံတဲ့အခါပဲဖြစ်ဖြစ်အခြားနေရာညီကြုံတဲ့အခါပဲဖြစ်ဖြစ်ဆရာငယ်ရဲ့ဟလာဟိုဒီဆရာပူဇော်ပွဲမှာဆရာတို့ကဘယ်နေသားမဆိုအလူငွေထက်ဝင်ချင်းတီးခံပါဒါပြီးတော့အားလုံးကိုလာတဲ့သူတွေအားလုံးကိုဆရာတို့ဟိုအားလုံးကိုပေါ့ထမင်းဟင်းအားလုံးကိုကျွေးပြီးတော့အဲဆွမ်းနာလူကိုဖုန်ကြီး၅ပါးနဲ့အဲဟိုမနက်ပိုင်းမှာတော့ဖုန်ကြီး၅ပါးနဲ့တော့အန်ဒီရကိမာညာပေါ့ဒါပြီးတော့ဆရာတို့ဟိုဒီချွင်ကျော်အိစာတရားမိတ်တိစေခိုင်းတော့ရဲ့ချစ်ကြင်မြောက် ဆရာပူဇော်ပွဲလည်းရှိပါကြောင်းနဲ့အဲဂိုင်းကန္နာကိုစိတ်ဝင်စားတဲ့မိတ်ဆွေများအဖို့တော့အဲလာရောက်နိုင်ပါကြောင်းအားလုံးကိုမိသူမဆိုအဲမိတ်ဆွေတို့အနေနဲ့ဂိုင်းမမမဟုတ်ဘူးဝင်ပြီးတော့ဒါနပြုလို့တဲ့မိတ်ဆွေများကုသိုလ်ပါဝင်လာပါကြောင်းထပ်လောင်းဆရာကအကြံပေးလိုပါတယ်။အိုကေဆရာတို့စဟောလိုက်အောင်လေပြစ်တာပြသွားပြီ။ဤလအတွင်း၄ရက်၁၇လ၂၀၂၅အင်္ဂါနေ့ဟာတစောင်းမုံလာပြင်းနေလည်းဖြစ်ပြီးတော့ပြဒရာရက်လည်းဖြစ်တယ်။ 19ရက်17လ2025ဗုဒ္ဓဟူးနေ့ဟာတစောင်းမိုးလကွယ်နေလည်းဖြစ်ပါတယ်။ဤလအတွင်းမှာနဂါကောင် အရှိပဲအရက်တို့လှဲ့ပါတယ်။ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကအနောက်ရက်တို့အတိတိတရှိနေကြတယ်။အဓိကကတော့ဆရာတို့နဂါကောင်အရှိပဲအရက်လှဲ့တာကိုသိရင်ရပြီပေါ့။သို့တော့မိတ်ဆွေတို့အိမ်ဆောက်ပနဲ့ရရေရင်တူဟာလားမိတ်ဆွေတို့အနေနဲ့ပဲဖြစ်ဖြစ် အဲငကားကောင်းနဲ့ပတ်သက်ပြီးတော့အိမ်ပြောင်းနေရာရွှေ့တာပဲဖြစ်ဖြစ်နတ်နဲ့ငကားမလဲဇာကောင်းနဲ့ရှေးထုံးလည်းမပဲကောင်းဈေးထုံးလည်းမကြွယ်ကောင်းနဲ့ဤလအတွင်ငကားကောင်းဟာအရှိပန်းအရက်သူလှဲ့ပါတယ်ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမိက အနောက်ရက်သူအတိတိဒီရှိနေကြပါတယ်ဒီလအတွင်မှာကျမ်းမာရေးအနေနဲ့အများစုဟာလေထိုးလေအောင်ရှင်းများအသက်ရှူကြက်ရှင်းများစားသောအရာများကိုခလင်းငယ်တွေမှာအထုကယူဆိုင်ရန်လိုအပ်ပြီးတော့အဖြစ်များတက်တော့လာဖြစ်ပါတယ်ခင်ဗျာ ထို့အပြင်အသက်ကြီးသူများဟုကတော့ဒူးလို့ခါလို့အစင်အမြစ်တို့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်လာလို့ရှိရင်နာကျင် ထိခိုက်တာမျိုးလေးတွေအဲမိတ်ဆွေတို့အနေနဲ့သတိပြုစင်ကြင်ရလိုအပ်ကြောင်းနဲ့တကလေးငယ်များမိတ်ဆွေများဟုကတော့အဲအသက်ရှူကြတာတွေနှလုံးနဲ့ပတ်သက်တာတွေကိုသတိပြုစင်ကြင်ရလိုအပ်ပြီးတဲ့အခါအသက်ကြီးသူမိတ်ဆွေများအခုကတော့ဒူးလိုခါလိုအစစ်မြစ်လို့လည်းပတ်သက်တဲ့ယောဂါတွေကိုတာမန်အားဖြင့်သတိထားစင်ကြင်ရလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ် ဒီ၁၂လပိုင်းအတွင်းမှာဆိုရင်အထူးသဖြင့်ခရီးသွားဆိုင်ရာ လုပ်ငန်းများစက်ပစ္စည်းယင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဓာတ်ဆီဒီဇယ်လောင်စာဆီအစရှိသောအရာများအိုးအိမ်ရှမ်းပြည်နေရာထိုင်ခင်းများအဲများစွာထွန်ကားတက်ပြီးတဲ့အခါစားတောက်ကုန်လုပ်ငန်းများစံစီစေးစားစက်ပစ္စည်းအစရှိသောလုပ်ငန်းတွေအထည်လိတ်လုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအလှပကြီးရဖန်စီဆိုင်ရာလုပ်ငန်းတွေဟာဈေးကောင်းနိုင်သောလအဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေရွှေဈေးဟာအတက်ပတ်သူ ရောက်ရှိနိုင်တော့လေမတိမငိမ့်ဖြစ်ခြင်းအပြောင်းလဲများခြင်းတွေကြုံရတတ်တော့လာဖြစ်ပါတယ်လူငယ်တွေအစီအင်းနဲ့ပတ်သက်လာရင်တော့မေတ္တာရေးကံစံအင်မတန်အားသာကောင်းမြင်ပြီးတော့ကြီးစားလဲရအိမ်အောင်လဲကြတာမျိုးသို့မဟုတ်ရင်ဖူးစာဗတ်အစ်အမှန်ပေါ်လာတာမျိုးလေးတွေကြုံရတတ်တော့ကြောက် ဆရာမိတ်ဆွေများအရှိရင်းနဲ့ပတ်သက်ရင်တော့ဘာကိုမဆိုရှေ့တို့ဆောင်ရလှုပ်ဆောင်ခြင်းဟာအရှိရင်းနဲ့ပတ်သက်ရင်တော့တုံဆိုင်တွေ့ဝေမနေပဲနဲ့ဇာငင်နာလေမင်္ဂလာရက်လာရွေးလို့ရာချောင်းနဲ့အဲမိတ်ဆွေတို့အရှိရင်းမှာတော့ရှေ့တို့ဆောင်ရလှုပ်ဆောင်ခြင်းဟာအာသာကောင်းမှုပြီးတော့အိမ်တော်ပြုခြင်းစေဆတ်ခြင်းလက်ထက်ခြင်းလူကြီးမိဘအနေနဲ့တွေ့ဆုံဆောင်ရခြင်းတွေအတွက်လည်းအာသာကောင်းမှုကြောင်းထပ်လောင်းအကြံပေးပါရစေခင်ဗျာနော်ထို့ပြင်မိတ်ဆွေတို့အိမ်တော်ရှင်များဖို့ကတော့နေရာထိုင်ခြင်းနဲ့ပတ်သက်သောကိစ္စများကြောင့်အိမ်တော်ကြီးမှာဖြစ်ဖြစ် အဲမိမိရဲ့အိမ်နောက်ဘက်ရဲ့ယာရုလုပ်ငန်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ဖြစ်ဖြစ်အဲမိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေနေရာထိုင်ခင်းအပြောင်းလဲအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်တော့စိတ်ပန်းလူပန်းအနှဲငယ်ဖြစ်ရတာလွဲရင်နေရာတစ်ပိုင်ဆိုင်ခြင်းအိုးအိမ်ရှံပြီးနေရာတစ်ရရှိခြင်းပြောင်းရွှေ့ခြင်းယာရုတက်ရှင်တွေကြောင့်စိတ်ချမ်းသာစရာမျိုးဝေးကွာနေသောအိမ်နောက်ရှင်များအဖို့အပြောင်းလဲလေးတွေကြောင့်ပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ ဒီလာတာတော့တွဲမှာဆိုရင်တနင်္ဂနွေသားသမီးတွေအနေနဲ့အလုတ်တွဲလောက်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်တနင်္ဂနွေသားသမီးဇနီးသားသမီးတွေနဲ့တွဲဖက်ပြီးမိတ်ဆွေတို့ရဲ့အကြံအစီကိုအကောင့်ထဲပေါ်ပြီးတော့ညှိနှိုင်းတိုင်းမင်းဆောင်ရွက်တာမျိုးပါကံကိုအားသာကောင်းမှုပြီးဇေပြီးတော့၄ကနန်း၆ကနန်း0ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေပြီးတော့မိုးပြာရောင်အဝါရောင်ပန်းရောင်အဆတ်ရှိသောအရောင်တွေများများပါသောအရောင်တွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာမှုကိုပြုလုပ်ဆောင်ရွက်နိုင်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါစီ အကျိုးပေးကံကောင်းစီတော့အရမအရှိစုစုရဖြစ်ပါတယ်ခမရဒါအပြင်မိတ်ဆွေတို့ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာလ3ရက်17ရက်22ရက်နေ့ဒီမှာမိတ်ဆွေတို့ရဲ့အရေးကြီးသောလုပ်ငန်းဆောင်တာတွေကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေနိုင်တယ်လို့အိမ်ဆောက်ပနက်ရရေရင်းတူလို့တော့ဆရာမိတ်ဆွေများအခုကတော့နိုဝင်ဘာလအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာ10ရက် 16ရက်15ရက်နေ့ဒီမှာအိမ်ဆောက်ခြင်းဗနက်ရိုက်ခြင်းမြေတူးဆွမှုအလုပ်တွေမှာအသာကောင်းမှုပြီးတော့ပြုလုပ်နိုင်ကြောင်းနဲ့ရှင်ပြုယဟန်ခန့်အိမ်ဒတ်မင်္ဂလာပြုလုပ်လို့တော့မိတ်ဆွေများဒီအော်တိုဘာက4ရက်22ရက်28ရက်နေ့ဒီမှာပြုမှုဆောင်ရရင်အသာကောင်းမှုတိုးတက်နိုင်ပါလေအိမ်ထောင်ပြုစစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေညီကိုမောင်တို့ပါများအနေနဲ့ကတော့နိုဝင်ဘာလ17ရက်22ရက်24ရက်နေ့ဒီမှာညနေ မွန်းတဲ့နှစ်နာရီမကျော်မီဟလာနိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာချိတ်တိုးဆောင်ရွက်ပြီးတော့အိမ်တော်ပြုခြင်းစိတ်ဆက်ရှင်ကမ်းလှမ်းခြင်းနဲ့လက်ထပ်မင်္ဂလာပြုလုပ်နိုင်ကြောင်းဆရာမေဆွေတွေကိုဆရာကအကြံပေးဟောကြားလိုက်ပါတယ်ခင်ဗျာဒီ2025ခုနှစ်အတွက်ဇေယျငယ်အနေနဲ့2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပေးရတော့ဘျိုးမိတ်ဆွေဝိညာကဏဖြစ်လာပြီဆိုရေရာကြိုက်တဲ့လောက်ရှိစွမ်းမှာမဟုတ်ဘူးအုံဖွား ဟတ်ရှတောင်းနဲ့ကန်စာတာတက်ကြီးဆိုရင်ဆရာငယ်ချမ်းသာတာကြပါပြီခင်ဗျာကဲမိတ်ဆွေတို့ကိုဆရာနောက်တစ်ခါတော့ထပ်ပြောချင်ပါလေစကားလက်ဆောင်လေးဆရာငယ်ရဲ့မိတ်ဆွေများ2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပြရတော့ဘျိုးမိတ်ဆွေဝိညာကန္တာဖြစ်လာပြီဆိုရေရရာကြိုက်တဲ့လောက်ရှိစွမ်းမှာမဟုတ်ဘူးအုံဖွားဟတ်ရှတောင်းနဲ့ကန်စာတာတက်ကြီးဆိုရင်တော့ဆရာငယ်ချမ်းသာတာကြပါပြီ ။ဤက2025ခုနှစ်17လပိုင်းတွင်ဝါဇန်တန်ပြီ။ကဲကျေးဇူးတင်ပါတယ်။ဆရာငယ်မိတ်ဆွေ900သား900သားသမီးများအပေါင်း2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိန်ကြောက်ဇေတောက်တန်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလက်ဝီဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတိုးဝကြပါစီကြောင်းနဲ့ဆရာငနာပြည်တင်မိခြင်းဖွင့်ကိုတုံညာ2ကိုတုံညာ၄တလျှောက်7902902 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050 5052မှာဖြစ်စီဆက်ွယ်မိများနိုင်ကြောင်းနဲ့ ဆရာမိတ်ဆွေအားလုံးအဆက်ဆက်ရရအောင်မြင်ပါစေဆရာဟော့စတန်ရိုက်တဲ့အခါမှာအဲဗီဒီယိုရိုက်ခွက်လေးတွေမိတ်ဆွေတို့အနေနဲ့မြင်ကွင်းလေးတွေအတက်နိုင်ဆိုကျွန်တော်လေယူလေသိန်းလေးတွေကိုအတက်နိုင်ဆိုအဲကောင်းမွန်အောင်စူးစမ်းထိန်းသိမ်းပေးထားတဲ့အတွက်ဆရာမိတ်ဆွေများကြည့်ရတာအန်တရာဖြစ်နေဖြစ်ဖြစ်လိုအပ်တာလေးတွေကိုရင်ထဲကနေအကြံပြုပေးပါအောင်လို့ပြောရင်းနဲ့နောက်တနင်္ဂနွေကစလို့စနေဆုံးဗီဒီယိုခုနှစ်ပုတ်မှာပြန်ဆောင်ကြပါအောင်စုဗျာကျေးဇူးတင်ပါတယ်